ားလုံးမင်္ဂလာပါကိုစိုးစပေါ့ချန်နယ်အားလုံးနျူထရီသွားကြိုလိုက်ပါဗျာကဲကျွန်တော်ခီးသွားနေတော့ဗျာတောက်လျှောက်ဆိုလို့ဗီဒီယိုကလည်းမတင်ဖြစ်ပါဘူးအခုကျွန်တော်ဒီနေ့ဆက်ပြီးပြောင်းပြန်တင်มาဖြစ်ပါတယ်ဗျာဒါပေမဲ့လည်းဒီတပတ်ပြီးလို့ရှိရင်ကျွန်တော်တကယ်ကြောက်လို့ဒါနိုင်ငံတကာပွဲစဉ်တွေလာมาဖြစ်တဲ့အတွက်ကြောင့်အာတစ်ချက်တတိထားပြီးတော့ဆော့စီခြင်းပါတယ်ဒီနေ့မှာကျွန်တော်တို့ဒါပွဲစဉ်ပွဲကောင်းတော်တော်လေးများတာဖြစ်ပါတယ်အားလုံးက23ဝင်းလောက်ရှိတယ်ဒါစနေစနေတွေဆိုရင်ကျွန်တော်ပြောနေကြအတိုင်းပဲ အများဆုံးဆော့မှ၃ဘွဲ၄ဘွဲလောက်ပဲဆော့ကြဖို့ကျွန်တော်အကြံပေးပြရစီဗျာဒီဖိုင်မှာတော့ကျွန်တော်ကိုစိုးရီ channel မှာကျွန်တော်အင်္ဂလန်ပရီးမီးယားလိဘွဲစဉ်ဒီ၅ဘွဲရှိတယ်ဗျာဒီစနေနေ့မှာ၅ဘွဲရှိတယ်အဲ့၅ဘွဲကျွန်တော် preview လုပ်သွားမှာဖြစ်ပါတယ် channel ကျွန်တော် wine wine channel မှာတော့ကျွန်တော်ချိန်တဲ့ဟာလေးတွေပေါ့ဗျာကျွန်တော်ဒီပင်ဘွဲစဉ်လေးတွေကိုကျွန်တော်အတူကျုံးလေးတွေသုံးသပ်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ငွေကြေးကြောင့်မျိုးတွေ ကျွန်တော်ရဲ့ဒါဝိုင်းငယ်ဝိုင်းဝိုင်း channel ကိုလည်းတွားရောက်ပြီးတော့ကြည့်ရှုကြဖို့လည်းကျွန်တော်ဖိတ်ခေါ်ပါရစေ။ Subscriber မလို့ရသေးတဲ့ Subscribe လေးလုပ်ပေးကြဖို့လည်းကျွန်တော်တောင်းဆိုပါရစေ။နောက် channel လည်းကျွန်တော်ဒါ tattoo အနေနဲ့ပေါ့ဗျာကျွန်တော်ပွဲစဉ်ကျွန်တော်တောက်လျှောက်အွန်လာပြီးတော့မှပွဲစဉ်၈၉မှာကျွန်တော်နှစ်ရက်ဇက်တိုက်တော့ပွဲစဉ်ကတော့ကျွန်တော်ကြာသွားတာဖြစ်ပါတယ်။အဲဒီနေ့မှကျွန်တော်ဒါ ီးခဲ့တဲ့ကျွန်တော်နောက်နှစ်ရက်ဆက်တိုက်ကြောက်သွားတဲ့တငယ်ချင်းတွေကိုကျွန်တော်ဒီနေ့မှာကျွန်တော်အစားထိုးပြန်ပေးသွားမှာဖြစ်သလိုကျွန်တော်တငယ်ချင်းအစ်စ်လိုချင်တဲ့တငယ်ချင်းတွေအနေနဲ့ကလည်းဒီနေ့မှာ live ဝယ်ပြီးတော့အားပေးလို့ရတာဖြစ်ပါတယ်ဗျာ။နောက်ကျွန်တော်တငယ်ချင်းတွေကျွန်တော်အောက်က comment မှာတထူးရဲ့ရောင်းပွဲကိုကျွန်တော်ထုတ်ပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တငယ်ချင်းတွေလိုချင်တဲ့ပြည့်ချင်ချချင်တဲ့ဆိုရင်တော့ live ဆက်တွေအားပေးနိုင်ပါတယ်ဗျာ။ဒီမှာကျွန်တော်တို့ဒါအင်္ဂလန်ပရီးမီးယားလိမ်မှာ၅ပွဲရှိတာဖြစ်ပါတယ်။အစောပိုင်းပွဲစဉ်မှာဆိုတော့ဒါ9နိုင်မှာဆိုရင်စပါးနဲ့ မန်ယူပွဲစဉ်ပွဲကောင်းရှိသလိုဒီနေ့ပွဲစဉ်မှာဆိုရင်အေဗာတန်ဖူဟန်ဝက်ဆမ်ဘန်လီဆန်ဒါလန်အာဆင်နယ်ချက်ဆီးနဲ့ဝူဟန်နန်တို့ရှိတယ်ဖြစ်ပါတယ်ဗျာဒီ၅ပွဲလုံးကျွန်တော်သုံးသပ်သွားမှာဖြစ်ပါတယ်ပရောင်းဆုံးပွဲစဉ်ဖြစ်တဲ့ကျွန်တော်စပါးနဲ့မန်ယူတို့ပွဲစဉ်မှာဆိုတော့မန်ယူကနေပြီးတော့ကျွန်တော် level ပြား20လောက်ပြီးတာဖြစ်ပါတယ်ဒီဂျီတန်ကလည်းတောက်လျှောက်ပဲကျွန်တော်သွားနေတာဖြစ်ပါတယ်ဂိုးပေါင်းစည်းရကျွန်တော်၃လုံး30အနိုင်ဒီဂျီတန်ကလည်းညီတက်နေတာဖြစ်ပါတယ်တစ်ချက်တစ်ချက်ပဲကျွန်တော်ဒါတက်လိုက်ကြလိုက်လေးတွေတော့ ဖြစ်နေတာတွေ့ရတယ်အခုလက်ရှိခြေရန်အရတော့သုံးလုံးငါးမူဝင်ရိုးတော့သွားနေပြီဖြစ်တယ်ဒါကြောင့်ကျွန်တော်တငယ်ချင်းတွေတတိထားပြီးတော့အစောကြည့်နေပါတယ်အစောပိုင်းပွဲစဉ်ဖြစ်တာနဲ့အညီဒီနေ့မှလည်းအစောပိုင်းပွဲစဉ်ဆိုတော့အမြဲလိုလိုကမကမဖြစ်တတ်တာတွေ့ရပါတယ်ဗျာဒီနေ့မှကျွန်တော်မန်ယူနဲ့စပါးတို့ပွဲစဉ်မှာဆိုတော့ဒီခြေရန်မှာဆိုပေးလာတော့မန်ယူကနေပြီးတော့လန်ကြီးပေးလာတဲ့ပုံစံလေးတော့ရှိတယ်အဆင့်ရှိကနေပြီးအဆင့်6ကိုကျွန်တော်တို့ level ပြ90လောက်ခေါင်းထွက်လာတဲ့အနေအထားတွေကဒီနေ့ဘန်ယူကျွန်တော်နိုင်သွားနိုင်တယ်နောက်တစ်ချက်က စပားအနေနဲ့လည်းတို့အိမ်ဝဲပွဲစဉ်တွေမှာဆိုရင်တော့တပွဲပဲနိုင်တာတွေ့ရတယ်အဲ့ပွဲစဉ်ကလည်းကျွန်တော်တို့စရာသီအစမှာဘန်လီကိုကျွန်တော်3-0နဲ့နိုင်တာပွဲစဉ်တပွဲပဲရှိတာဖြစ်ပါတယ်ဂျန်နယ်ပွဲစဉ်တွေမှာအကုန်လုံးသူဟာနိုင်ပွဲမရရှိခဲ့တာတွေ့ရပါတယ်ဗျာမန်ယူဘက်ကိုပြောမယ်ဆိုရင်မန်ယူကလည်းဝေကွင်းဖောင်ရကြည့်မယ်ဆိုရင်တော်တော်လေးဥမာညံဖြစ်နေတဲ့မန်ယူဖြစ်တာကြောင့်ဒီနေ့ပွဲစဉ်မှာကျွန်တော်တို့ဒါ level 20လောက်မှာ၃လုံး30နိုင်လောက်ဖွင့်ထားခြင်းအပြင်ဝမျိုးကွန်မြိုင်လေးတွေကန်သွားမဲ့အရေးရောက်လေးအများကြီး တွေ့ရတယ်လို့ပဲကျွန်တော်တို့ပြောပြရစီဒီပွဲစဉ်မှာဆိုရင်တော့မန်ယူဟာပတ်စင်တိုင်းပတ်စင်တိုင်းပွဲစဉ်တပွဲပဲဆော့ရတဲ့မန်ယူဖြစ်တာကြောင့်ဒီပွဲစဉ်ကတော့မန်ယူအနေနဲ့နိုင်သွားဖို့များတယ်လို့ကျွန်တော်ပြောချင်ဖြစ်ပါတယ်စပါတင်နေတဲ့ပွဲပန်းနိုင်တဲ့လက္ခဏာတွေများရှိပါတယ်တပတ်ကိုကျွန်တော်နှစ်ပွဲနှုံးနဲ့ကန်နေရတဲ့လက္ခဏာတွေရှိတဲ့အတွက်ကြောင့်ဒီနှစ်ပွဲစဉ်ကျွန်တော်မန်ယူဘော်ဒီပဲရရမှာဖြစ်ပါတယ်နောက်တစ်ချက်ကမန်ယူဟာ200ဇက်တိုက်ရှိသွားပါပြီယူရိုပါလိပွဲစဉ်အပါအဝင်ဆို၅ပွဲ နောက်ဆုံးပြိုင်ပွဲ၅ပွဲမှာပါဗျာနိုင်ပွဲမရရှိထားတဲ့မန်ယူအနေနဲ့ဒီနေ့မှာတော့လက်စားချေရမယ်အရေးအယောင်တွေအများကြီးရှိတယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်မန်ယူဘော်ဒီကြိုက်ပါဗျာဂိုးပေါင်းဆိုလည်းဒါနှစ်ဖက်တွင်းဂိုးတွေမြင်သွားရနိုင်တဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်သုံးသပ်ပေးလိုက်ပါတယ်ဗျာနောက်တစ်ခါတော့ကျွန်တော်အေဗာရန်နဲ့ဖူဟန်ဒီပွဲစဉ်နှစ်ပွဲမှာဆိုတော့ကျွန်တော်ချိန်ထိုးပြီးကြည့်ရမှာဆိုတော့အေဗာရန်ဖူဟန်ရဲ့ဝက်ဆန်ဘန်လီပွဲစဉ်ကျွန်တော်တစ်ချိန်နဲ့တစ်ခါတည်းပေါ့ဗျာပြောပြတော့မှာဖြစ်ပါတယ် အဆင့်14 Everton နဲ့ Fulham ကိုအဆင့်15 Fulham ကို level 5မှုရှုံးနှလုံး5မှုရှုံးပေးထားတာတွေ့ရတယ်။အဆင့်18 Watson နဲ့တော့အဆင့်18 Burnley ကိုကျွန်တော်တေရှုံးထိပေးလာတယ်။ဒါကြောင့်ဒီကြီးလန်းနှစ်ခုရှင်လိုက်မယ်ဆိုရင် Everton တကယ်တကယ်နေလားငါလားနိုင်ကြီးပေးထားခြင်းမရှိဘူးလို့ကျွန်တော်တို့သုံးသပ်တယ်။ဒါကြောင့်ဒီနေ့ပွဲစဉ်မှာကျွန်တော် Everton နဲ့ Fulham နဲ့ပွဲစဉ်မှာဆိုတော့ဟို Everton နဲ့ Nigeria ပေးထားခြင်းအပြင်ဒီပွဲစဉ်ကအသေးချဖို့တော်လေးများတယ်။ ဂိုးပေါင်းစည်းအရာလဲကျွန်တော်ကြည့်ရမယ်ဆိုဂိုးပေါင်းစည်းရဲ့နှလုံးသားမှုရှုံးပေးထားတယ်လို့ကျွန်တော်ဝက်ဆန်ဘက်ကိုပြောမယ်ဆိုဝက်ဆန်ကနှလုံး80ရှုံးပေါ့ဗျာပေးထားတာကျွန်တော်တွေ့ရပါတယ်ဗျာဝက်ဆန်နေတဲ့ဒီပွဲစဉ်မှာကျွန်တော်ပြောမယ်ဆိုတော့ဝက်ဆန်နေတဲ့ဒီရှုံးထိပေးလာခြင်းအားဖြင့်ဝက်ဆန်ကလည်းပြီးခဲ့တဲ့ပွဲမှာကျွန်တော်တို့ဒါ Newcastle ကိုအကောင်းဆုံးဆော့ပြီးတော့အနိုင်ရရှိသွားတဲ့ခြေစွမ်းနေကြောင့်ဖွင့်လှစ်ထားဖို့ရတယ်ဘန်လီကလည်းကျွန်တော်ပြီးခဲ့တဲ့ပွဲမှာကျွန်တော်ဒါဝေးခွင့်မှာ ထူးထူးပေါ့ဗျာတေးကြခဲ့တဲ့လက္ခဏာလေးတော့ရှိတယ်ဘန်လီဘက်ကိုပြောမယ်ဆိုရင်ဘန်လီကလည်းကျွန်တော်ဝေးခွင့်မှာကျွန်တော် overhand ကိုဖြွင့်တိုင်းဖြွင့်ခံခံပြီးတော့2 3နဲ့အနိုင်ရရှိသွားတဲ့ဘန်လီဖြစ်တာလေကျွန်တော်တွေ့ရပါတယ်ပြီးခဲ့ပေါင်းကတော့ဒါ Arsenal ရော2 0နဲ့ရှုံးနေတာတယ်ဝေးခွင့်ရလက်တွေ အရာကျွန်တော်ကြည့်ရမယ်ဆိုရင်ဝေခွင့်ရလက်ဒီမှာဆိုတော့ဒီ Uber နဲ့ကိုနိုင်ထားတဲ့ပွဲစဉ်တစ်ပွဲပဲရှိတာဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်ဝါဆန်အနေနဲ့ပြီးခဲ့တဲ့ပွဲမှာကျွန်တော်ဒါ Newcastle ကို3-1နိုင်ထားတဲ့ရလက်ဒီအရာကျွန်တော်ကြည့်မယ်ဆိုရင်ဒီပွဲစဉ်ကကျွန်တော်တေချုံပေးလာခြင်းအဖြစ်ဒီပွဲစဉ်ကျွန်တော်တို့ဒါဝါဆန်တော်တော်လေးကိုကောင်းမွန်သွားပြီလို့ပဲကျွန်တော်ပြောပြရစီဗျာဝါဆန်ဒီနေ့အနိုင်၃မှတ်ပေါ့ဗျာရအောင်ယူသွားလိမ့်မယ် ြောပြရသေးတယ်တစ်ချက်ပဲကျွန်တော်သတိထားမှာဒီပွဲစဉ်ဟာတင်ရှုံးပြစ်တာကြောင့်ဟို draw ကြတာနဲ့ကုံသွားမဲ့အနေထားမှာရှိတယ်ဘိုင်လီဘက်ကိုကျွန်တော်ဝမ်းဝမ်းပေါ့အဲ့လိုမျိုးဖြစ်သွားနိုင်တဲ့လက္ခဏာလေးတော့ရှိတယ်ပေါ့ဗျာအဲ့တစ်ချက်လေးကျွန်တော်စိုးရင်တာဖြစ်ပါတယ်ဒါပေမဲ့လည်းကျွန်တော်ခြေစွမ်းခြေစမ်းပိုင်းနေရတော့ဝါဆန်ကတော့ကျွန်တော်တက်ပိုင်းတော့ပြန်ရောက်နေပြီလို့ပဲကျွန်တော်တို့ဒါသုံးသပ်မှာဖြစ်ပါတယ်ညူကာဆန်ရဲ့ပွဲစဉ်မှာဆိုတော်တော်လေးကောင်းမွန်တဲ့ ဝါဆန်ဖြစ်တာလဲကျွန်တော်တို့တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်ဗျာဒါဒီနေ့ပွဲစဉ်မှာတော့ဝါဆန်ဘော်ဒီကြိုက်ပါတယ်တဖက်ကျွန်တော်တို့ပြောမယ်ဆိုတော့အေဗာဒန်အနေနဲ့ဒီနေ့မှာကျွန်တော်တို့ပေးလာတဲ့ဂျီဒန်အရာကိုတိတ်ပြီးတော့ကျွန်တော်တို့တိတ်ပြီးတော့ဟာဆာဒါမဖြစ်ဘူးလို့ကျွန်တော်ယုံကြည်တယ်နောက်တစ်ချက်ကတွေ့ဆုံနဲ့တွေ့ဆုံနဲ့မှာဒီနေ့တင်းရကျွန်တော်တို့ draw ကြတာတော်တော်လေးများတယ်ပေါ့ဒီအင်းဖူဟန်ဖူဟန်အဝေးကွင်းလာကစားအေဗာဒန်ကွင်းမှာဆိုရင် မြဲလို့လို့လဲ ဖူဟာကျွန်တော်တည်လောက်တော့ခံခံနိုင်တဲ့လက္ခဏာတွေရှိတာကြောင့်လည်းပါတယ်။နောက်ချက်ကအေဗာဒန်နေနဲ့ယုံကြည်လို့မရသေးတဲ့လက္ခဏာတွေရှိတာကြောင့်လည်းပါပါတယ်ဗျာ။ဒါကြောင့်ဒီဘက်စီမှာကျွန်တော်ဝေဝင်ဖြစ်တဲ့ကျွန်တော်ဖူဟန်ဘော်ဒီကိုကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်။ဂိုးပေါင်းအရာတော့ဒီပွဲနေရာတော့ကြာဖူဟန်ဖူဟန်နဲ့အေဗာဒန်တို့ပွဲစီမှာကျွန်တော်ဂိုးပေါင်းအောက်လည်းကောင်းတာဖြစ်ပါတယ်။ဇုံအောက်ကျွန်တော်ကြိုက်တယ်။ဝက်ဆန်နဲ့ဘန်လီတို့ပွဲစီမှာဆိုတော့ဝက်ဆန်ဘော်ဒီနဲ့ တကယ်လို့များကျွန်တော်တို့ဘန်လီဘက်ကကျွန်တော်တို့တကူရမယ်လို့မျှော်မှန်းထားရဲဆိုရင်တော့ဒီဘက်ချင်းဘန်လီ5ပေါ်လဲကျွန်တော်တို့ကောင်းပါတယ်ဝဆန်ကတော့ကျွန်တော်ဒီပွဲစဉ်ကတော့ဟို body တစ်ချောင်းနဲ့ပဲကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဗျာဝဆန် body ကြိုက်ပါတယ်ဗျာနောက်တော့ကျွန်တော်အာဆင်နယ်နဲ့ဆန်ဒါလန်တို့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်ကလည်းကျွန်တော်အချိန်နဲ့ရှိလာအောင်ပါပါအာဆင်နယ်ကတော့တောက်လျှောက်ခြေစွမ်းပိုင်းကောင်းမွန်နေတယ်ဒီပြောရမယ်ဆိုတော့ဂျာမန် Bundesliga ထဲမှာဆိုတော့ Bayern Munich လိုပဲ အာရှင်တွေဟာတောက်လျှောက်အတက်ပိုင်းကိုရောက်နေတာဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့ပြီးလာတဲ့ဂျင်းတန်းပေါ့ဗျာ။140ရှုံ150ရှုံလောက်နေပြီးတော့အခုချိန်မှာ1တီဝင်ရိုးလောက်ထိဖြစ်လာတယ်ဆိုတဲ့ဂျင်းတန်းကိုတော့တိတ်ပြီးတော့ဘဝင်မကြဘူး။အမေရိကန်တိုင်းပဲဂျင်းတန်းဆိုရင်တော့ဒီ15မူရှုံလောက်ထိတော့ပေးတင်တယ်လို့ကျွန်တော်ကတော့ယူဆတယ်။နောက်တစ်ချက်ကကျွန်တော်တို့ဒီပွဲစဉ်မှာဂိုးပေါင်းစည်းပါပဲနှလုံးသားမူရှုံထောက်လာခြင်းအပြင်ဒီပွဲစဉ်ကဂျီဒန်လည်းတော်လေးပြုတ်ကျသွားတာတွေ့ရတယ်။ဒါကြောင့်ဒီပွဲစဉ်ဟာအာဆင်နယ်နဲ့ နိုင်ငံ10ဆိုပြီးတော့အဲ့လိုမျိုးဖြစ်သွားမဲ့ပွဲစဉ်လို့ကျွန်တော်တို့သုံးသပ်တယ်။ဒါဒီပွဲစဉ်မှာကျွန်တော်အရေးဆုံးပြီးတော့ကျွန်တော်ဆန်ဒလန်ဘော်ဒီကိုကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်။ဆန်ဒလန်တေးလောက်များကန်နိုင်မလားပေါ့လေအဲ့ချက်ကိုကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်။ဂိုးအောင်အရတော့ဒါဂိုးပေါင်းအောက်ကတော့လုံးဝကိုစောတဲ့နဲ့ပွဲစဉ်တပွဲလို့ကျွန်တော်သုံးသပ်ပေးလိုက်ပါတယ်ဗျာ။နောက်တစ်ခါကျွန်တော်ဒါချယ်ဆီနဲ့အူဗာဟန်တန်ပေါ့။ချယ်ဆီကိုလည်းကျွန်တော်ဒါပြောရမယ်ဆိုတော့ဟိုချယ်ဆီက တက်လိုက်ကြလိုက်ပဲဒီစပါလိုပဲကျွန်တော်တို့တက်လိုက်ကြလိုက်ဖြစ်နေတဲ့အတင်းအင်းဖြစ်တာတွေ့ရပါတယ်ဗျာလင်းပြကျွန်တော်တို့မာရစကာအကြောင်းလို့ပဲကျွန်တော်တို့သုံးသပ်ခြင်းတယ်မာရစကာလင်းပြတဲမှာပါဗျာတော်တော်လေးဟိုပါအဆင်မပြေတဲ့နီးပြတယောက်လည်းဖြစ်တာတွေ့ရပါတယ်ဗျာလူတွေကိုကျွန်တော်အချိန်တောင်းနေအများကြီးလှုပ်လှုပ်ပြီးတော့ဆော့နေတဲ့နီးပြမာရစကာရဲ့ချယ်ဆီအသင်းနေဒီနေ့မှာကျွန်တော်1-5မှုရှုံး1-6ဆက်ရှုံးတော့ပေးလာတယ် စတီဂျီကတော့ကျွန်တော်190ရုံးလောက်ထိပေးလာပြီးတော့ကိုပေါင်းစီရကျွန်တော်တို့3လုံး20အနိုင်အခုချိန်မှာဆိုတော့3လုံး30အနိုင် လောက်ထိဖြစ်လာခြင်းအဖြစ်ဒီဘွဲစင်ကကျွန်တော်တို့ဒါကိုပေါင်းအောက်သွားနိုင်တဲ့လက္ခဏာမှာအများကြီးရှိတယ်လို့ပဲကျွန်တော်ပြောပြရစီဒီဘွဲစင်ကျွန်တော်ရန်စီနိုင်ခဲ့ရင်လည်း1 2 0လောက်ပဲမပူနိုင်တဲ့လက္ခဏာမှာရှိတယ်လို့ပဲကျွန်တော်ပြောပြရစီနီလာငါလာဆိုတော့ Chelsea အနေနဲ့ဒီဘွဲစင်မှာတကယ်တကယ်နီလာငါလာနိုင်မယ်ဆိုရင်တော့အဲ့ထက်ပိုပြီးတော့ပေးတဲ့တယ်လို့ကျွန်တော်ကတော့သုံးသက်တယ် ဝူဟာန်လို တောက်လျှောက်ခြေသမိုင်းဆုပ်ပြတ်တက်နေတဲ့ဝူဟာန်အနေနဲ့ပေါ့ဗျာဒီနေ့မှာချက်စီကို ရှင်နိုင်ဖို့ဆိုတော့တော်တော်လေးခက်ခဲလာအောင်မဲ့ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်သုံးသပ်ပေးလိုက်ပါတယ်ဗျာနောက်ဒီပွဲစဉ်မှာဆိုတော့ကျွန်တော်ချက်စီဘော်ဒီကိုကျွန်တော်ညှင်းပယ်ပြီးတော့ကျွန်တော်ဝူဟာန်ဘော်ဒီကိုကျွန်တော်ရွေးချယ်ပေးလိုက်တယ်ဂိုးပေါင်းအော့ဒီပွဲစဉ်ကျွန်တော်တော်တော်လေးကြိုက်ပါတယ်ဗျာတော်တော်လေးစိတ်ဝင်စားတဲ့ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်ပြောပြရစီဗျာကဲဒါနေနေ့မှာကျွန်တော် ်အင်္ဂလန်ပရီးမီယာလိဘွဲ့စဉ်တွေကျွန်တော်သုံးသပ်သွားတာဖြစ်ပါတယ်ကျွန်တော်သင်ရင်ဂျော်မရီဒါဒီမှာလည်းအများဆုံးဆောင်းမှာ၃ဝဲ၄ဝဲလောက်ပဲဆောက်ကြဖို့ကျွန်တော်ပြောပြစီမောင်းကတ်လေးတော့တွဲပါဗျာကျွန်တော်လည်းမောင်းကတ်အစီအပြုလို့ရှိရင် free channel မှာတင်ပေးတော့မှာဖြစ်ပါတယ်ဗျာအဲတော့ကျွန်တော် free channel ကိုလည်း live join ပြီးတော့ဝင်ရောက်ကြည့်ရှုကြပါလေကျွန်တော်ဖိတ်ခေါ်ပါတယ်ဒီနေ့မှာကျွန်တော်တထူရောင်းဝဲခရှိမှာဖြစ်တဲ့လို့ဆင်ဝင်စားတဲ့တကယ်ချင်းအနေနဲ့ဒီနေ့မှာလည်း လက်ထူရောင်းဝယ်လာရောဝယ်ယူအားပေးနိုင်ပါဗျာကျွန်တော်ငွေရင်းနဲ့အပေါင်းပြကြပါသေးလို့ပဲကျွန်တော်စုမုံကောင်းတောင်းမိလိုက်ပါဗျာအားလုံးပဲကိုယ်လက်ပါဗျာ